ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ Win Back ကစားသမားတွေအကြောင်းအပြောင်းအရွှေ့နဲ့ပတ်သက်လို့ပြောနေတဲ့အချိန် Crystal Palace ရဲ့ Right Win Back ကစားသမားတယောက်ဖြစ်တဲ့ Daniel Munoz ကတော့ Manchester United တို့လိုအသင်းကြီးတွေကိုပေါ့နော်ပြောင်းရွှေ့ကစားခွင့်ရဖို့သူမှန်ကန်ကြိုးပမ်းနေတယ်ဆိုပြီးတော့ကျွန်တော်ဒါပြောလာတယ်။ဒါ Munoz လို့ပဲကျွန်တော်ခေါ်ခေါ် Munoz လို့ပဲကျွန်တော်ခေါ်ခေါ်ပေါ့နော်။ဒါ Colombia ကစားသမားလေးပေါ့လေ။ဆိုတော့လက်ရှိဒီကစားသမားဖြစ်သူကကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ interview တစ်ခုမှာသူပြောထားတာ ျွန်တော်အနေနဲ့ပေါ့နော်ဘာစီလိုနာတို့ PSG တို့ Real Madrid Manchester United ဒီလိုအသင်းမျိုးတွေမှာကစားရဖို့ဆိုတာအိမ်မက်တစ်ခုပဲပေါ့နော်ဒီလိုအသင်းကြီးတွေမှာကစားရဖို့လေသူအကောင်းဆုံးကျူးပန်းနေတယ်ပေါ့သို့တော်လည်းပဲလောလောဆယ်မှာတော့ Crystal Palace တွေပဲအာယုံဆိုင်နေပြီးတော့မကြခင်ဆောင်းရာသီအပြောင်းရွှေ့မှာဇန်နဝါရီပြောင်းရွှေ့မှာပေါ့နော်ဘာတွေဆက်ဖြစ်မလဲဆိုတာပဲစောင့်ကြည့်ကြတာပေါ့ဆိုပြီးတော့ကျွန်တော်ပြောထားတယ်သူကိုလံဘီယာသတင်းစာတစ်ခုမှာဆိုတော့ဒါကဟို United ပြည်သက်တွေအတွက်တော့ပေါ့နော် ျွန်တော်စိတ်လှုပ်ရှားစရာစိတ်ဝင်စားစရာဖြစ်သွားတာပေါ့ကျွန်တော်တို့အဲဒန်နီယယ်မူညိုစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပရီးမီးယားလိခရစ်စတယ်ပဲလီစ်အသင်းမှာတင်ပေါ်အောင်လုတ်ပြနိုင်တဲ့ right wing back ကစားသမားတစ်ယောက်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဒါအပြင်ကိုရီကလည်း wing back system နဲ့ကစားနေတယ်ဆိုတော့အချီနီမျိုးမှာဒီကစားမဟာကျွန်တော်ဒါလိုတို့မာစတာဝီတို့ထက်ပေါ့နော်။ wing backs မှာပူကောင်းအောင်လုတ်ပြနိုင်မယ်ကစားသမားမျိုးဆိုတာလည်းကျွန်တော်တန်တရားမရှိဘူးဗျ။အဲ့တော့ကိုရီပြည်သက်တီတို့အမှန်ကန်စိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ဖြစ်နေတာပေါ့။ ။တကယ်တမ်းရောကျွန်တော်တို့အမ်မိုရင်းရဲ့ဘက်ကသဘောကျမလား။တကယ်ရောခေါ်နိုင်ခြေရှိသလား။အမ်မိုရင်းကဝင်းဘက်စ်တွေကိုကစားတဲ့နေရာမှာဘလူးကစားမတွေသဘောကျတယ်လေပေါ့။ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ဆိုတော့အဲ့ဒါလေးမတိုင်ခင်ကစားမရဲ့အနေအထားကိုကျွန်တော်ကြည့်ရင်ဒန်နီယယ်မူညိုးစ်ကလက်ရှိမှာဆိုလို့ရှိရင်ကိုလံဘီယာကစားသမားပါအသက်က29နှစ်ကျွန်တော်ရှိပါပြီနော်29နှစ်ကျွန်တော်ရှိပြီးခရစ္စတယ်ပဲလစ်မှာ right back right wing backs အကုန်ကစားခဲ့ပြီးတော့လက်ရှိဒီယာဒီမှာဆိုလို့ရှိရင် သူအနေနဲ့စက်တပွဲပရီးမီးယားလိမှာကစားထားတယ်ပေါ့နော်ပွဲစဉ်တိုင်းကိုသူပါဝင်ကစားထားတယ်တကူသွင်းထားပြီးတော့၃ကိုဖန်တီးထားတယ်ကစားမှာပါပြီးခဲ့တဲ့ရာသီကိုကျွန်တော်ကြည့်မယ်ဆိုရင်လည်း38ပွဲမှာသူ၄ကိုသွင်းတယ်၅ကိုဖန်တီးတယ်ပေါ့နော်ဆိုတော့2023 2024မှာလည်းသူ16ပွဲကစားထားတာမျိုး၄ပွဲဖန်တီးထားတာမျိုးတွေကျွန်တော်ရှိတယ် ကိုလံဘီယာလက်ရွေးစင်အသင်းတွက်ဆိုလို့ရှိရင်လည်းလက်ရှိဒီ2023ကနေ2025ကာလအတော်တွင်ကမ္ဘာဖလားခြေစစ်ပွဲဒီမှာဆိုသူ12ပွဲဒီပါဝင်ကစားထားရတယ်ဗောနော်ဖန်တီးမှုတွေဘာကြီးတော့ကျွန်တော်မရှိဘူးဆိုတော့ပြောချင်တာက26နှစ်တော့ကျွန်တော်ရှိပြီကစားမကဒါဟာမန်ချက်စတာယူနိုက်တက်အတွက်ဒါနောက်ထပ်ကစားမဖြစ်သူကိုခေါ်ဖို့အတွက်ခဲရင်နိုင်တဲ့အခြေအနေတွေကတခုပဲအကြောင်းလဲဆိုတော့အသင်းဘက်ကလက်ရှိကစားမတွေကိုခေါ်ဖို့ကြိုးပမ်းနေနေရမှာကစားမတွေရဲ့အသက်အရွယ်ကိုကျွန်တော်ကြည့်ပါတယ် လူသမင်ရှေ့ကစားမားတွေပေါ့နော်အသက်ကြီးရွယ်ကစားမားတွေကိုကျွန်တော်တို့ခေါ်ဖို့ခေါ်ပြီးတဲ့နောက်ပိုင်းမှာရေရှည်အားကိုးလို့မရတဲ့အခြေအနေမျိုးတွေကြုံခဲ့ရပြီးတော့အခုလိုမျိုးတက်ကြီးရွယ်ဦးတက်ကြီးရွယ်ဦးဆိုတာဘယ်လိုပြောမလဲအသက်30နှစ်နီးတဲ့ကစားမားတွေသူတို့ရဲ့ prime time ကိုကုန်ကန်ဤကစားမားတွေကိုအတင်းဘက်ကခေါ်ဖို့နဲ့ပတ်သက်လို့အမှန်ကန်လျှော့လာတယ်နော်ဒီလိုမှတကယ်တကယ်22နှစ်တို့25နှစ်တို့သိတယ်မလားတကယ်ချက်ချင်းလက်ငင်းသုံးလို့ရမယ်ဆိုလို့ရှိရင်26 29တို့ဒီလိုကစားမားတွေကိုပဲအတင်းဘက်ကဦးစားပေးပြီးတော့ခေါ်နေတာ ။မူညိုဆိုလို့ရှိရင်လက်ရှိ Crystal Palace နဲ့2028ခုနှစ်တီတက်တန်းကိုသူပိုင်ဆိုင်ထားတယ်။6လပိုင်းပေါ့နော်ဒါ2028ခုနှစ်တူပိုင်းစံတရားလေဈေးကွက်တန်ကြီးရဆိုလို့ရှိရင်လည်းပဲယူရိုတန်25တန်ဝန်းကျင်တော့ပဲကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒီကစားမကိုယ်တိုင်ကအသင်းပြောင်းကျင်နေဆိုရင်တော့မှ Crystal Palace ဘက်ကကျွန်တော်ကတော့လွယ်လွယ်ကူကူလက်လွတ်လိုက်မယ်လို့တော့ကျွန်တော်ထင်တယ်နော်လွယ်လွယ်ကူလွယ်လွယ်လက်လွတ်လိုက်မယ်ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကြည့်ရင် Daniel Munoz နဲ့ပတ်သက်လို့ရှိရင်အသင်းတော်ကစိတ်ဝင်စားစရာဖြစ်နေတာဒါပေမဲ့လို့ကျွန်တော်ပြောသလိုပဲ နီးပြဖြစ်တဲ့အမ်မိုရင်က3421 system နဲ့ကစားတဲ့အခြေအနေမျိုးမှာသူက win backs တွေကိုဗျခံစစ်ကိုလည်းကူနိုင်မယ်တိုက်စစ်ကိုလည်းဘောနော်သူကသွားနိုင်မယ်ဆိုတဲ့ကစားမမျိုးကိုသဘောကျတာနံပါတ်1 Daniel Munoz ကအဲ့လိုကစားသမားမျိုးဆိုတာကျွန်တော်မြင်ပြီးသွားပြီတိုက်စစ်ကိုလိုက်တဲ့နေရာမှာဖြတ်တင် body ကောင်းနေ crossing နေသူကောင်းနေဘောနော်အတက်အဆင့်နေအရင်ကောင်းနေခံစစ်မှာလည်းပို့ပြီးတော့ကောင်းနေကျွန်တော်တို့ အာမက်ဒီယာလူနဲ့ကျွန်တော်တို့ကြည့်ရင်တိုက်စင်မှာအာမက်လောက်သူ့အနေနဲ့ပေါ့နော်1 v 1 situation တွေမှာပိုကောင်းအောင်တော့မလုပ်နိုင်ဘူးတိုးတော်လည်းပဲဖြတ်တင်ဖို့တွေသူကောင်းတယ်ခန်းစစ်မှာကူတဲ့နေရာမှာအာမက်ထက်ပိုပြီးတော့ကောင်းတယ်ဒါလိုတို့ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါလိုတို့ထက်ပိုပြီးတော့တိုက်စစ်ခန်းစစ်ပိုကောင်းတဲ့ကစားမတရားကျွန်တော်ဖြစ်တယ်နောက်ပြီးလို့ရှိရင်အဲမာစတာဗီယိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းမာစတာဗီထက်ပိုပြီးတော့တိုက်စစ်ကိုလိုက်နေတဲ့ကစားမမျိုးဆိုတော့ MRI system မှာဒီကစားမသာရောက်လာမယ်ဆိုရင်အတိုင်းအတာတစ်ခုပြီးပိုကောင်းလာမှာပဲဒါပေမဲ့လို့နီးပြရူဘင် MRI က တောင်မန်ကစားသမားတွေစီကနေအထူးသဖြင့်ဝင်းဘတ်ကစားသမားတွေစီကနေပြီးတော့ तू ကဝင်းဘတ်ကစားမကိုလိုချင်တာမဟုတ်ဘူးဝင်းဂါစတီကို तू ကအရင်သဘောကြတာထားပါတော့ကျွန်တော်တို့အနေနဲ့လက်ရှိအာမတ်ဒီယာလို့ဘာကြောင့်ပေါ့နော်အမ်မူဒီအမ်မူမူနဲ့သူ့ရဲ့ဘက်ချံကအရင်ကောင်းနေတယ်လေပေါ့တိုက်စစ်ပိုင်းမှာဘာကြောင့်လဲဆိုတော့အမ်မူရင်းကအဲ့ဒါလိုဝင်းဂါစမျိုးကိုပဲဝင်းဘတ်စ်မှာထားကစားရတာမျိုးကိုသဘောကြတာဆိုတော့ဝင်းဘတ်စစ်စစ်ကြီးကိုသိတယ်မလားခံစစ်ကိုအများကြီးကူနိုင်မယ်ဝိတ်ကိုထိန်းထားနိုင်အောင်လောက်ပဲဆိုရဲပုံစံမျိုးကိုသူသဘောမကျဘူး အဲ့တော့တိုက်စစ်ကိုသွားတဲ့ခါမှာလည်းတကယ် attacking midfielder တယောက်လူမျိုးသိတယ်မလားဒီတယောက်ချင်းတယောက်ဒီမှာအရန် dangerous ဖြစ်တဲ့ player မျိုးဖြစ်ရမယ်ကိုယ်တိုင်လည်းဂိုးသွင်းနေရမယ် get inside ဒီဘာကြီးလှုပ်ပြီးတော့ကန်နိုင်ရမယ်ဆိုတဲ့ပုံစံမျိုးဗျာသူက wing back တယောက်စီကနေပြီးတော့ဒီလိုတောက်လျှောက်ပြင်းရင်းနဲ့ဖြစ်တင်ပေါ်ဒီဘာကြီးပေးတယ်ဆိုတာထက်ပေါ့နော်အထက်ကို get inside လုပ်မယ်ပြီးရင်ကျွန်တော်ကန်မယ်ဆိုတဲ့ကစားမမျိုးကိုလိုချင်တာအဲ့ဒီရဲ့တစ်ဖက်မှာဆိုလို့ရှိရင်လည်း အဲ့ဒါလိုမျိုးဖြစ်နေမှာအဲ့လိုမဟုတ်ဘူးဆိုရင်တော့မှဖြတ်တင်ဖို့တွေကိုထောက်လျှောက်ပေးနိုင်တဲ့ကစားသမားမျိုးမှာပေါ့ဆိုတော့မူညိုးစ်ကအမှန်တမ်းပြောရင်လက်ရှိကိုမှရှိတဲ့ current wing backs တွေတော့အဆင်မပြေကြတော့အကြောင်းမရှိဘူးဒါပေမဲ့လို့ MO တွေအရန်သဘောကျမဲ့တဲ့မှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကျွန်တော်တို့သူကိုယ်တိုင်ကိုက round footies winger တွေကိုပဲ wing back ဖြစ်သုံးရတာသဘောကျတယ်။ဒါအပြင်အဲ့ဒီ wingers တွေကိုလည်းခန်စစ်ကိုပူကူနန်းတဲ့ကစားမမျိုးတွေကိုသူကသဘောကျတာ။အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ Ahmed Diallo ကိုကျွန်တော်သုံးတဲ့က attacking output အများကြီးရပြီးတော့ ခန်းစစ်ကိုကူတဲ့ခါကြလို့ရှင်တော်တော်တိုင်ပက်တယ်။ကျန်တဲ့ဒါလောက်တို့မာစတာဗီတို့ကိုတုံးတဲ့ခါကြလို့ရှင် attacking out ဘို့ဘာမှမရှိဘူး။ဒါပေမဲ့ defensive မှာတော့အတိုင်းအတာတခုလေးအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရရင်လည်းဘာ balance မှမညီဘူးဖြစ်နေတာ။ဆိုတော့ attacking မှာဆိုလို့ရှင်လည်းပဲ wing guard တစ်ယောက်အနေနဲ့ကစားနေတာမျိုးခန်းစစ်ကိုကူတဲ့ခါလဲ wing back တစ်ယောက်အနေနဲ့ကူနေတာမျိုးကိုသူကသဘောကျတာ။အဲဒီတော့ Daniel Mu News တို့ဘာလို့ကကျွန်တော်အထင်ပေါ့နော်။ဒါမဖြစ်နိုင်ဘူးလို့ပြောတာမျိုးမဟုတ်ဘူး။အသင်းဘက်ကမခေါ်နိုင်ဘူးလို့ပြောတာမဟုတ်ပေမဲ့လည်းလို့ဇန်နဝါရီပြောင်းရွှေ့မှာ ခေါ်ဖို့ကအတင်းအတွက်တော်တော်လေးကိုအချိန်နေပါတယ်သူတပင်ကိုမှရှိတဲ့ဝင်းဘက်တီကိုအရင်ရောင်းဖို့လိုတဲ့အပြင်ကစားမားက29နှစ်ဖြစ်နေတာပြီးဝင်းဂါစတိုက်မဟုတ်တဲ့အတွက်ပေါ့နော်အမိုရင်းရဲ့ဘက်ကကျွန်တော်ဒါခေါ်ဖို့အတွက်အများကြီးကြိုးပမ်းနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ကတော့လက်ရှိ current ကျွန်တော် winback city ဆိုတာထက်ပေါ့နော်အများကြီးပို့ပြီးတော့ကောင်းတဲ့နေကစားမတယောက်ဖြစ်နေတာသဘောကျတယ်ပေါ့လေပရိသတ်တွေတော်များများကလည်းကျွန်တော်လက်ရှိ premier league မှာလှုပ်ပြနေတာဆိုတော့ဒါသဘောကျတဲ့အကောင်းတဲ့ကစားမမျိုးပဲကျွန်တော်မြင်ထားကြတယ်သို့တော်လည်းပဲအမိုရင်းရဲ့ဘက်ကသဘောကျပါမလား ဇန်နဝါရီမှာကျွန်တော်တို့ကတော့ခေါ်ခွန်နိုင်မှုတွေတော့တော်ကိုခိန်းလိမ့်မယ်လို့ထင်တယ်အဲ့တော့ညီကတို့ရောဘလို့မြင်ကြလဲတန်နီယယ်မူညိုးကိုခေါ်ဖို့ပို့ပြီးတော့ကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွနေကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်